မင်္ဂလာပါရှင်။ဝေဒမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်္ဂလာတက်ရှင်မြန်မာနိုင်ငံနယ်စပ်ဒေသမှာအခြေပြုလှုပ်ရှားနေတဲ့အာဆာလနဲ့ကအဖွဲ့ကောင်းဆောင်နေအဖွဲ့ဝင်တွေဟာမလ18ရက်နေ့ကဖမ်းဆီးခံရတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေကဖော်ပြထားပါတယ်။အာဆာအဖွဲ့ကောင်းဆောင်ဖမ်းဆီးခံရတာကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ဘင်္ဂါလီလနဲ့ကအဖွဲ့တွေရဲ့ရခိုင်လနဲ့ကအဖွဲ့အေအေအပေါ်တိုက်ခိုက်နေမှုတွေ အဆုံးတတ်နိုင်ခြင်းရှိသလားနဲ့ဘင်္ဂါလီနဲ့နဲ့ကိုင်းအဖွဲ့ရရဲ့နောက်ွယ်မှာဘဒ္ဒရီပါဝင်ဆက်နွယ်ရေးတလဲစွာကိုရုပ်တံပိုင်းမှာပြောပြပေးတော့မှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရ share လုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးဘင်္ဂလားဒေ့ရာဇဝတ်မှုနဲ့အကြမ်းဖက်နေနေရေးရက်တောက်ွယ်ရ ပြီးခဲ့တဲ့ရက်ပိုင်းကကော်မစာခရိုင်ဒုက္ခသည်စကန်ကိုစီးနင်းချိန်အတွင်းအာစာအဖွဲ့ထေသေးကောင်းဆောင်အာတာအူလာနဲ့အာစာအဖွဲ့ဝင်၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အခြေဆိုင်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။အာတာအူလာနဲ့အတူဖမ်းဆီးခံရတဲ့အာစာအဖွဲ့ရဲ့တခြားကောင်းဆောင်၁၀ဦးကိုကော်ပစာခရိုင်ရှိမော်ဆရင်ဒုက္ခသည်စခန်းတွေမှာဖမ်းဆီးရမိကြဖြစ်ပြီးအာစာအဖွဲ့ထိတ်တိကောင်းဆောင်အာတာအူလာဟာ တခြားသောခေါင်းဆောင်အဖွဲ့ဝင်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကိုရောက်ရှိလာချိန်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်။အာဇာဝယ်ဟာလက်ရှိအချိန်မှာဘင်္ဂါလီအရှေ့အတွင်းနည်းနည်းကိုင်းတိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်ပြီးတော့ဘူတီတောင်မောင်တော်မြို့ကိုထိန်းချုပ်ထားတဲ့ရက်ကလင်နဲ့ကိုင်းအဖွဲ့အေအေအဖွဲ့ကိုတိုက်ခတ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။အာဇာဝယ်ကို2013ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်းရက်ကပြည်နယ်မြောက်ပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ဒေသတွေမှာ အခြေပြုလှုပ်ရှားနေရင်လည်းနဲ့ကအဖွဲဖြစ်ပြီးတော့လက်ရှိချိန်မှာအေအေအဖွဲကိုပြင်းမဲ့ထားတိုက်ခတ်နေတဲ့အဖွဲဖြစ်ပါတယ်။အာစာဖွဲ့ဒေသကောင်ဆောင်ဖန်စီခင်အမှုကြောင့်လက်ကင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့အေအေအဖွဲအပေါ်ပင်ကလေးလက်နဲ့ကအဖွဲတွေရဲ့တိုက်ခတ်မှုတွေအဆုံးသက်ဖွယ်ရှိနေသလားဆိုတာစဲဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။တကယ်တော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဘင်္ဂါလီလက်နက်ကအဖွဲအနည်းဆုံး၄ဝက်ရှိနေပြီးတော့အဲ့ဒီဘင်္ဂါလီလက်နက်ကအဖွဲတွေဟာ ဘူတိတောင်နဲ့မောင်တော်မြို့ကိုပူပေါင်းပြီးခွဲထွက်နိုင်ဖို့ရှိဝဲကြတယ်။အေးအေးအခွဲကိုတိုက်ခတ်ညာလည်းဖြတ်ပါတယ်။ရက်ကမီနဲ့မြောက်ပိုင်းကိုရက်ကလည်းနဲ့ကန်အခွဲအေးအေးကထိန်းချုပ်နိုင်ခဲ့ပြီးနောက်ဘင်္ဂါလီနဲ့နဲ့ကန်အခွဲတွေဟာအေးအေးအခွဲဝင်တွေကိုတိုက်ခိုက်ခဲ့ရာတဲမမှုအရှိန်မြင့်တက်ခဲ့ပါတယ်။ရက်ကမီနဲ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့နယ်နဲ့ကန်တိုက်ပွဲတွေမှာပြည်ပနိုင်ငံတွေဂျားဝင်ဆွဲဖက်မှုတွေရှိနေတဲ့အတွက်အာဆာအခွဲထိသေးကောင်းဆောင်ဖန်ဆီးခင်ရပေမယ့် အေအဖွဲအပေါ်ဘင်္ဂါလီနဲ့ကန်အဖွဲတွေရဲ့တိုက်ခိုက်မှုက အဆုံးသတ်မဲ့အလားလာနှဲနေပါတယ်။ဘာကြောင့်လဲဆိုရင်2025ခုနှစ်ဇန်နဝါရီလအတွင်းကဖော်ပြခဲ့တဲ့အိန္ဒိယအခြေစိုက်သတင်းဌာနတစ်ခုကပါကစ္စတန်ထောက်လန်းရေးအဖွဲ Inter Service Intelligence ဟာဘင်္ဂါလီနဲ့ကန်အဖွဲတွေကိုကုညီပံ့ပိုးပေးနေတယ်လို့ဖော်ပြခဲ့ပူပါတယ်။2024ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ကဘင်္ဂါလီနဲ့ကန်အဖွဲတွေဖြစ်တဲ့အာဆာအဖွဲ RSO အဖွဲ့ ANDF အဖွဲ့တို့ကကိုဇလဲရီဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ပစာခရိုင်ရှိဒုက္ခသည်စခန်းတစ်ခုတွေ့ဆုံဆွေးနွေးခဲ့ပြီးညီနောင်မဟာမိတ်၄ဝက်အမည်ရှိရဲ့ဘင်္ဂါလီမဟာမိတ်အဖွဲ့အစ်တစ်ဖွဲ့ကိုပူးပေါင်းဖွဲ့စည်းခဲ့ပါတယ်။အဲဒီဘင်္ဂါလီလက်နက်က အဖွဲ့၄ဝက်ဟာအရင်ကပြိုင်ဘက်အတွင်ဖြစ်ခဲ့ပြီးလက်ရှိချိန်မှာပူးပေါင်းနိုင်ခဲ့ခြင်းဟာအဲဒီဘင်္ဂါလီလက်နက်ကအဖွဲ့တွေပူးပေါင်းနိုင်ခြင်းနောက်ွယ်မှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ISI အဖွဲ့ပါဝင်နေတယ်လို့ဆိုကြပါတယ်။ ISI အဖွဲ့ဟာဘင်္ဂါလီလက်နက်ကအဖွဲ့၄ဝက်ကိုရခိုင်ပြည်နယ်မြောက်ပိုင်းရှိဘင်္ဂါလီတွေအများစုနေထိုင်ရာဘူသီးတောင်နဲ့မောင်တော်မြို့ကိုပြန်လည်ရယူနိုင်အောင်ထိရောက်စွာချိတ်ဆက်ဆောင်ရွက်မှုရှိနိုင်ဖို့ပူပေါင်းရမယ်လို့စီရင်ကြရဖြစ်ပြီးဘင်္ဂလားဒေ့ရှ်အစိုးရလည်းပါဝင်ဆက်နွယ်နေရလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အိန္ဒိယအခြေစိုက် Facebook သတင်းဌာနကဇန်နဝါရီလအတွင်းဖော်ပြခဲ့တဲ့ how pakistan isi is having rohingya and groups to for a united front in bangladesh အမည်ရှိရဲ့စောင်းပါရဲမှာပါကစ္စတန်ထောက်လန်းရေးအဖွဲ့ ISI ကဘင်္ဂလီလက်နက်ကိုင်အဖွဲ့တွေကိုကုညီပေးနေတဲ့အကြောင်းကိုရှင်းသားဖော်ပြကြလေဖြစ်ပါတယ်။ဘင်္ဂလီလက်နက်ကိုင်အဖွဲ့တွေဟာလက်နက်မပြည့်စုံမှုတပ်သားမလုံလောက်မှုကိုအတိအကျရင်ဆိုင်နေရပေမယ့်မြန်မာနိုင်ငံအတွင်းလှုပ်ရှားမှုတွေလုံဆောင်ဖို့လက်နက်တွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေရမယ်လို့ အာမခံချက်ရရှိထားတယ်လို့သိရပါတယ်။လူမှုကွန်ရက်တွေမှာဖော်ပြချက်တွေအရာတော့လက်နက်တွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုဒုက္ခသည်စခန်းတွေအတွင်ရှိအာဆာအဖွဲ့ဝင်တွေကိုဖြန့်ဝေထားပြီးဖြစ်တယ်လို့ပြောဆိုရှင်းသားနေပါတယ်။အိန္ဒိယအစိုးရအရာရှိတဝန်ကတော့ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့တွေဟာ ISI အဖွဲ့နဲ့အဆက်အသွယ်ရသွားတဲ့အတွက်မြန်မာနိုင်ငံမှာစစ်ပွဲဆင်နွှဲဖို့လိုအပ်တဲ့အရင်းမြစ်တွေရရှိမဲ့ပုံမိုကျပြတ်နဲ့ကွန်ရက်နဲ့ချိန်ဆက်ဖို့ အခွင့်အလမ်းပိုများသွားတယ်လို့သုံးသပ်ပြောဆိုထားပါတယ်။တကယ်တော့ပါကစ္စတန်ထောက်လန်းရေးအဖွဲ့ ISI အဖွဲ့နဲ့ဘင်္ဂါလီနယ်နယ်ကအဖွဲ့တွေကြားထိတ်ဆက်မှုတွေဟာအရင်တည်းကရှိခဲ့သလိုဘင်္ဂါလီနယ်နယ်ကအဖွဲ့တွေနဲ့အစ္စလာမစ်အဖွဲ့တွေအကြားမှာဆက်ဆက်မှုတွေဟာလည်းပြီးခဲ့တဲ့နှစ်တွေတည်းကရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။2016ခုနှစ်ကထွက်ရှိခဲ့တဲ့နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICC ရဲ့အစိုးရကစားတက်ဆောင်မှဘင်္ဂါလီလက်လက်ကအဖွဲ့ဖြစ်တဲ့ RSO အဖွဲ့နဲ့ ARIF အဖွဲ့ရဲ့တပ်ဖွဲ့ဝင်တွေဟာပျောက်ကြားစစ်တင်တဲ့တခုကိုလေပြာနဲ့အာဖဂန်နစ္စတန်နိုင်ငံတို့မှာတက်ရောက်ခဲ့ပူတယ်လို့ဖော်ပြခဲ့ပူပါတယ်။ဘင်္ဂလားဒေ့ရှ်မွတ်စလင်အဖွဲ့အစည်းဖြစ်တဲ့ JMB ကလည်း RSO ကိုတင်နန်းပေးခဲ့တယ်လို့ ICC ရဲ့အစီရင်ခံစာမှာဖော်ပြခဲ့ပူပါတယ်။မီဒီယာစာမျက်နှာတွေမှာပုံမှန်လိုလိုတွေ့နေရတဲ့အဲ့ဒီအစီရင်ခံစာတွေဟာဘင်္ဂလီအုပ်စုတွေနဲ့ဂျီဟတ်အဖွဲ့တွေကြားဆက်နွယ်ပတ်သက်မှုတွေကိုမိမောင်ထိုးပြနေရလဲဖြစ်ပါတယ်။ 2021ခုနှစ်ကသတင်းတရက်ထဲမှာလဲပါကစ္စတန်အခြေစိုက်ဂျီယက်အဖွဲဖြစ်တဲ့လက်ကာအီးတိုင်ပါအန်လီတီအဖွဲကဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘစာနဲ့ဘန်တာဘန်ခရိုင်တို့ရှိဘင်္ဂါလီဝေကိုကိုညီထောက်ပံ့မှုတွေရှိခဲ့တဲ့ဆိုတဲ့အချက်ကို ဖော်ပြခဲ့ပူပါတယ်။ဘင်္ဂါလီလက်ကန်အဖွဲနောက်တစ်ဖွဲဖြစ်တဲ့ AMM အဖွဲဟာ LED အဖွဲနဲ့အနီးကပ်ဆက်ဆံရေးရှိသလိုပါကစ္စတန်အခြေစိုက်တာလီဘန်အဖွဲထံမှလည်းလက်လက်ကန်တင်နန်းတွေတက်ရောက်ခဲ့ပူတယ်လို့ဖော်ပြထားပါတယ်။ ပါကစ္စတန်ထောက်လန်းရေးအဖွဲ့ ISI ဟာတောင်အာရှနဲ့အာဖဂန်နစ္စတန်ရှိအစွန်းရောက်အစ္စလာမ်နဲ့အကြမ်းဖက်အုပ်စုတွေနဲ့နှိစက်တဲ့ဆက်ဆံရေးရှိတဲ့အတွက်အရိဖြစ်တွန်းပြောင်းလဲမှုတွေကိုမတိပဲနေမှာမဟုတ်ပါဘူး။ဘင်္ဂလားဒေ့ရှ်သတင်းထောက်တဦးဖြစ်တဲ့ဆာလင်းဆာမက်ကမြန်မာနိုင်ငံဟာဂျီယာအဖွဲ့ကိုလမ်းကြောင်းပြကူညီပေးနေတဲ့ပါကစ္စတန်ရဲ့ထိတ်လန့်ဝယ်ရထောက်လန်းရေးဌာန ISI ကိုဝေဖန်ပြစ်တင်ခဲ့ပူတယ်လို့ပြောပါရယ်။ လက်ရှိချိန်မှာပါကစ္စတန်ထောက်လိုင်းအဖွဲ့ ISI ကနောက်ွယ်ကပါဝင်ဆက်နွယ်မှုနဲ့ဘင်္ဂါလီလက်နက်ကန်အဖွဲ့၄ဝက်ကိုမဟာမိတ်အသေးဖြင့်ပူးပေါင်းနိုင်ခဲ့ပေပဲဆက်ဆက်နေတဲ့မေဂွန်တရက်မှာအဲ့ဒီဘင်္ဂါလီလက်နက်ကန်၄ဝက်ပေါင်းထားတဲ့မဟာမိတ်အဖွဲ့ဟာမြန်မာပြည်ရဲ့က၎င်းတို့အများစုနေထိုင်ရာမြို့ကိုပြန်လည်သိမ်းယူနိုင်မှာလားဆိုတဲ့အချက်ဖြစ်ပါတယ်။ဘင်္ဂါလီအများစုနေထိုင်ရာမြို့ဖြစ်တဲ့မောင်တော်ကိုလက်ရှိထိန်းချုပ်ထားတဲ့ရက်ကန်လက်နက်ကန်အဖွဲ့အေအေကို စီးရေးအရာတိုက်ယူနိုင်မှသာဖြစ်လာနိုင်ပွဲရှိနေပါတယ်။ AA အဖွဲ့ဟာအရန်အင်အားတထောင်အပါအဝင်စစ်တီအင်အား၄000နဲ့၅000အကြားရှိမယ်လို့ခန့်မှန်းရပြီးရော AA အဖွဲ့ဟာရခိုင်နဲ့ချင်းတောင်ပိုင်းအပြင်မြန်မာနိုင်ငံရှိတခြားနေရာတွေမှာလည်းတပ်အင်အားကိုဖြန့်ကျက်ထားသလိုသကိုင်းတိုင်းမကွေတိုင်းနဲ့ရှမ်းကချင်ကရင်ပြည်နယ်တွေမှာလည်းနာဆက်ကကိုတိုက်ခိုက်နေကြတဲ့အနက်ကန်အဖွဲ့တွေကိုပူပေါင်းကူညီနေရလို့သိရပါဗျ။အဲဒီအတွက်ကြောင့်ရခိုင်ပြည်နယ်မှာ အေးအေးအဖွဲဟာကြီးမားတဲ့အရှုံးတွေနဲ့ရင်ဆိုင်ရနိုင်စေအလားအလာနဲ့ပါနေပြီးတော့ဘင်္ဂါလီတနက်ကန်အဖွဲတွေဟာတိုက်ပြေးပျောက်ကြားစနစ်ကျင့်သုံးခြင်းမျိုးတော့ဖြစ်လာနိုင်စေရှိနေပါတယ်။ဘင်္ဂါလီတနက်ကန်အဖွဲတွေကိုတူတကီနိုင်ငံကကုညီပေးနေရဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပေါ်ရ။ရက္ခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေတွေကရှုပ်ထွေးတယ်လို့ဆိုနိုင်ပါတယ်။ရက္ခိုင်ပြည်နယ်မြောက်ပိုင်းကိုရက္ခိုင်လက်ကန်အဖွဲအေးအေးထိန်းချုပ်ခဲ့ပြီးနောက်ပါကစ္စတန်တူရကီနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တိုက်ရိုက်သွမဟုတ် ။တဝက်ပြီးဆက်နွယ်လာခြင်းဟာရခိုင်ပြည်နယ်မြောက်ပိုင်းမှာခက်ခဲမှုတွေပုံမဖြစ်လာဝဲရှိနေပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကိုထိန်းချုပ်ထားတဲ့အေအဖွဲ့အတွက်လည်းကြီးမားတဲ့ထိုးနှက်ချက်တွေဖြစ်လာဝဲရှိနေပါတယ်။လက်ရှိအချိန်မှာအာဆာအဖွဲ့ခေါင်းဆောင်ဖန်စီခင်ရပေမဲ့ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုအခြေပြုလှုပ်ရှားနေတဲ့တခြားပင်ကာလီလက်နက်ကအဖွဲ့တွေနဲ့မဟာမိတ်အဖွဲ့အသစ်လည်းဖွဲ့စည်းထားတဲ့အတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ်ဘင်္ဂါလီလက်နက်ကအဖွဲ့တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်လာဝဲရှိနေစေဖြစ်ပါရဲ့ရှင်